မင်္ဂလာပါဘာဆလန်အမန်နေကျူဆိုပါရယ်ကျွန်တော်ဘာစီလိုနာအသင်းကယခုည2နာရီခွဲပေါ့နော်ကျွန်တော်တို့ညီမဆန်တော်ကြီးကျွန်တော်မနေ့ပြန်2နာရီခွဲမှာကျွန်တော်ချန်ပီယံလိပွဲစဉ်၄အဖြစ်ကျွန်တော်တို့ကလပ်ဘူဂရီးနဲ့ပေါ့နော်ဘယ်ဂျီယံကလပ်ဒီအသင်းနဲ့ကျွန်တော်တို့ရှင်ပြန်ကစားရမယ်အိုယခွင့်တရောက် ကစားရမယ်ကျွန်တော်တို့ကျွန်တော်တို့အနေနဲ့ဒီပွဲမှာတော့ကျွန်တော်တို့နိုင်မောက်ကိုဖြစ်မဲ့ပွဲပေါ့နော်1 2 8ဝင်မဲ့ဆိုရင်ဒီလိုမျိုးပွဲမျိုးကိုကျွန်တော်တို့အနိုင်ကစားရမယ်ပထမဆုံးအနေနဲ့ကလပ်ဘူဂရီးအကြောင်းလေးပြောရအောင်ကလပ်ဘူဂရီးကသူဟာလဲဒီချန်ပီယံလိမှာတော့သူ၃ပွဲ ကန်နေတယ်မှာပထမဆုံးအိမ်ခွင်တစ်ပွဲကန်နေပြီးတော့အဝေးခွင်နှစ်ပွဲကန်နေအိမ်ခွင်မှာသူကမိုနာကို4-1နဲ့အနိုင်ရရှိထားတယ်မဆိုးလို့ပြောလို့ရတယ်ပေါ့နော်အိမ်ခွင်ဒုတိယပွဲစဉ်မှာသူအတလန်တာကိုအတလန်တာရဲ့အိမ်ခွင်မှာသူ2-1နဲ့ရှုံးတယ်ဘိုင်ယန်မြူနစ်ကို4-0နဲ့ဘိုင်ယန်မြူနစ်အိမ်ခွင်မှာရှုံးတယ်ပေါ့နော်ကျွန်တော်ဘာစီလိုနာကတော့ပထမဆုံးပွဲအဖြစ်အဝေးခွင်တောက်ရောက်ရှင်းပေးကစားရတယ်နျူကာဆယ်1-2နဲ့ကျွန်တော်တို့အနိုင်ရရှိခဲ့တယ်ဒုတိယပွဲမှာနော် ကျွန်တော်တို့2-1နဲ့ပြန်ပြီးတော့ကျွန်တော်တို့အိမ်ခွင်မှာရှုံးတယ်။နောက်ပြီးတော့ကျွန်တော်တို့ Olympic Cup ကိုကျွန်တော်တို့အိမ်ခွင်မှာဘူတာဇင်ဝက်သွင်းပြီးတော့ကျွန်တော်တို့နိုင်ရရှိခဲ့တယ်ပေါ့နော်7-1။အခုကျွန်တော်တို့အဝေးခွင်းသွားရောက်ကစားရမယ်။ဒီ Club Brugge ဒီအသင်းဟာဒီအိမ်ခွင်ဆက်ဆောင်ရေးကတော့မဆိုးဘူးပေါ့နော်။တော်တော်အကောင်းနေပေါ့။သူ့ရဲ့ဒီ League ပြိုင်ပွဲမှာဆိုသူအိမ်ခွင်မှာရှုံးပွဲကိုတပွဲမှမရှိသေးဘူး။ Club Brugge အနေနဲ့ပေါ့နော်။ Champions League မှာလည်းသူအဝေးခွင်မှာရှုံးတာရယ်။အိမ်ခွင်မှာလည်းသူအနိုင်ရရှိအောင်ကစားတာရယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့ Barcelona အနေနဲ့ဂယူးစားရမယ်။ ေးအရင်ပေါက်လို့မရဘူးပေါ့နော်အသင်းငယ်ဆိုပေမဲ့လည်း club brugge ကလည်းသူအစိတ်တောက်ရှိတဲ့အသင်းဖြစ်တယ်အဲ့တော့ကျွန်တော်ဘာစီလိုနာအသင်းကတော့ယူလီကူလောလောဆယ်မှာကျွန်တော်အဆင့်ဆက်နှစ်နေရာမှာကျွန်တော်တို့ရက်တည်နေတယ်ပေါ့နော်ဆင့်ဆက်နှစ်နေရာမှာကျွန်တော်ရက်မှတ်ရှောက်မှတ်နေပေါ့နော်ကူကွာချာချက် plus 5ဒီ club brugge ကတော့အဆင့်24ပေါ့ကျွန်တော်တို့ဒီပွဲကိုကျွန်တော်တို့ဂိုးပြက်ကိုအနိုင်ရရှိမှဖြစ်မယ်ဆိုတော့ဒီမှာကျွန်တော်ဘာစီလိုနာအနေနဲ့ဒေတာထားမှာတကူရှိတယ်ကျွန်တော်တို့အနေနဲ့အဲဖရန်ကီနဲ့မာကာဆာတို့နှစ်ယောက်ကျွန်တော်တို့အဝါလုံးလုံးထိလို့မရပါဘူးအဝါသာထိမယ်ဆိုရင်တော့ကျွန်တော်ညီမလေးချယ်ဆီနှစ်ပွဲမှာပွဲပယ်ခံရမှာဖြစ်ပါတယ် နေရာစလုံးထိလို့မရဘူးဆိုတော့ဒီနေရာမှာကျွန်တော်မျောလင့်တယ်ပထမဆုံးအနေနဲ့အဲပထမပိုင်းနေမှာပဲ Frankie Dion နဲ့ဒီကျွန်တော်တို့ပေါ့နော်မက်ကဆယ်ကိုသုံးပြီးတော့ဒုတိယပိုင်းနေမှာလူငယ်တွေကိုပြက်တိတ်နိုင်တဲ့အခြေအနေမှာလူငယ်တွေကိုသုံးစေခြင်းနဲ့ဒီမတ်ဘာနဲတို့အဲနောက်ပြီးကျွန်တော်တို့ဒီကစားသမားလေးတွေပေါ့နော်ဒရိုဖန်နန်တက်တို့အဆက်မျိုးမျိုးသုံးနိုင်သုံးသုံးစေခြင်းတာပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ဘာစီလိုနာအနေနဲ့ဖိုတိုထရီဝအနေနဲ့ပဲထွက်လာမယ့်အနေအထားဖြစ်တယ်ဂိုးသမားကတော့ဝါချက်ချက်စနီပဲကျွန်တော်တို့ထွက်လာမယ်အယ်ဘီနဲ့အာဘီမာကတော့ဟူလက်စ်ကွန်တင်နဲ့ ဒီကျွန်တော်တို့အလန်ဒိုဘယ်ရီပေါ့နော်စီမီမာကတော့ကျွန်တော်တို့ဒီနေ့အရစ်ကာစီယာနဲ့အရှိနေဘက်မှာတရားရိုင်တို့အနာပေးထားတယ်ပေါ့ဂူပါစီပြန်တွက်လာမယ်လို့ယူဆတယ်ဖရန်ကီတီယောင်နဲ့မက်ကဆာတိုကတော့ဒီကွင်းလယ် defensive midfield နေရာမှာတာဝန်ယူလာပြီးတော့ attacking midfield မှာတော့ farming low back နောက်ပြီးနော် right winger မှာကျွန်တော်တို့ရဲ့လမိုင်းရမယ်ဖြစ်ပြီးတော့ left winger မှာ macarafo အထောင်တိုက်စစ်မှုနေရာမှာတော့ကျွန်တော်တို့အနေနဲ့ဒီနေ့ဒီကျွန်တော်တို့ရဲ့တိုက်စစ်မှုကြီးလူဝင်ဒော့စကီအနေနဲ့ဥဆောင်လာမယ်လို့ကျွန်တော်အနေနဲ့ယူဆရပါတော့เนาะဒန်နီအိုမိုနဲ့ဒီလူဝင်ဒော့စကီပြန်လဲပြန်လဲပေါင်းလာနိုင်တာလဲကျွန်တော်တို့လည်းအရင်တစ်ခုပဲပြီးရင်ကျွန်တော်ကတော့30ချင်းနေပါတော့ဒီလူငယ်ကစားသမားမတ်ပါနေကိုထက်30ချင်းနေတယ်ဒီကွင်းလေ defensive midfield နေရာမှာမှတ်ပါနေဟာဒီ marker side တို့မတုံးခင်မှာသူတိုင်ရမရခင်မှာမှတ်ပါနေရဘယ်လောက်ထိကောင်းလဲဆိုတော့ကျွန်တော်တို့ဘယ်ရှိလေးနဲ့ပေါ့နော်ညီကိုတို့လည်းမြင်ပြီးသားပဲ ဒီနေ့ပွဲမှာတော့ဘာဖြစ်ဖြစ်တော့ပွဲချင်းနောက်ပိုင်းဒုတိယပိုင်းနေမှာသုံးစီချင်းတယ်ဘာစီလိုနာအနေနဲ့ဒီနေ့မှာတော့ဂိုးဘနဂိုးသွင်းမှာသွင်းနိုင်မလဲပဲကျွန်တော်တို့လည်းကြည့်ရမယ်ကလပ်ဘရူဂေးကဒီဘာစီလိုနာကိုရှင်ပြီးတော့ကစားနိုင်မယ့်အနေထားကျွန်တော်အနေနဲ့မမြင်ဘူးပေါ့နော်ရာဖီညာနဲ့ကျွန်တော်တို့ဒီရူရန်ကာစီယာပေါ့နော်အင်တာနက်ရှင်နယ်ပရီပီတော့ပြန်လဲပါဝင်လာမယ်ရူရန်ကာစီယာအနေနဲ့ကတော့ဒီ training မှာတော့မှပြန်ပြီးတော့ပူးပေါင်းနေပြီနော်ပေါ့နော်တချို့ training တွေမှာဒီ Rafinha ကတော့စောင့်ကြည့်အောင်ပေါ့နော် Rafinha လည်းကိုပြန်လာနိုင်ဖို့အခုပတ်အသင်းရဲ့ training နဲ့ပြန်ပြီးတော့ပူးပေါင်းနိုင်လိမ့်မယ်လို့ကျွန်တော်တွေလည်းမျှော်လင့်ရတယ်လို့ပြောထားတယ်ပေါ့နော်ဆိုတော့ international break ပြီးမှပဲပြန်လာမယ်လို့ယူဆတယ်အဲ့အချိန်ကျရင်တော့ကျွန်တော်တို့အနေနဲ့ Chelsea နဲ့ပွဲတို့ Viva နဲ့ပွဲတွေမှာကောင်းကောင်းမွန်မွန်ကျွန်တော်တို့အသုံးပြုလို့ရပြီပေါ့နော်ပွဲကျက်လာပြီပေါ့ Frankie De Jong ကကျွန်တော်တို့ဒီကွင်းလယ်တကြောမှာ defensive midfield ဘောက်တူဘောက်ဒီ attacking midfield နောက်ပြီးရင်ဖော်နိုင်ဆန်ဆန်လည်းကစားနိုင်တယ်။သူမနာမနာဖို့လည်းကျွန်တော်တို့နံမြွန်လေးရမယ်။ Frankie တီအောင်နာသွားရင်မရဘူးပေါ့နော်။ဒီ Petri လက်မရှိဘူးဆိုတော့ဒီ Petri ရဲ့တာဝန်တွေအကုန်လုံးကို Frankie တီအောင်ကနေပြီးတော့ကူထမ်းထားတဲ့နေသားဖြစ်တယ်။ဘောလုံးတွေဖြောင်းဝေပေးမှုတွေဘောလုံးတွေကိုဒီ Kela Pass တွေပေးတဲ့နေရာမှာ Frankie တီအောင်က Petri နီးပါးပဲပေါ့နော်။ကျွန်တော်တို့အကူရတယ်ပေါ့ Frankie တီအောင်။ဆိုတော့ညီကတို့ Club Brugge ကိုကျွန်တော်တို့အနေနဲ့ငကိုလောက်သွင်းနိုင်မယ်လို့ထင်လဲ။ Barcelona ဒီဘက်အနိုင်ရမှာဖြစ်မယ်။အနိုင်မရရင်လုံးလုံးမရဘူးပေါ့နော်။ဒီဘက်တည်ရကြလို့တော့မရတဲ့အနေထားဖြစ်တယ်ပေါ့နော်။ဆိုတော့လောက်ပါပဲညီကတို့အားလုံးကျေးဇူးတင်ပါတယ်။